မြန်မာနိုင်ငံစကိုင်းမြို့မှာကုညီကယ်ဆယ်ရမယ့်သူတွေအများပြားကြန့်ရှိနေတဲ့ကြောင်းစကိုင်းတိုင်းဒေသကြီးမုံရမျိုးရှိကွေကြီးအရံမိသက်လူမှုကူညီရေးအဖွဲ့ကတက်ခွဲမှုဦးစံထွန်းကဆီယနိုင်တဲ့ဌာနကိုပြောပါရတယ်။အဲ့ဒီပြင်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့လူဝင်အားတွေရှိနေပေမဲ့ဆယ်ရန်တရားတွေလိုအပ်နေကြောင်းသူကပြောပါရတယ်။ ွက်ခဲပြတော့ရှိသေးတယ်ဆရာကျွန်တော်တို့တိုက်ရင်ပြီလူလူတွေဟိုကတော်လေးကြံနေတယ်ဗျာသခိုင်းမှာဟိုကကျွန်တော်တို့သခိုင်းတောင်းတော်မှာဟိုက၄၀လောက်ရှိသေးတယ်လို့ပြောတယ်ဗျာသခိုင်းကဆရာတော်ဆိုးပါတယ်ကျွန်တော်တို့တောင်းမော်ဆိုရင်လက်ရှိမတက်တော့မတက်နိုင်ညာတွေအောက်ပိုင်းလောက်ပဲနဲ့ဘူပိုင်းကျောင်းကကလေးတွေလောက်ပဲထုတ်နေတာဗျာလုံးလုံးစေလူအတာတော့ကျွန်တော်ဆင်းရဲနေရလူတာဗျာကျွန်တော်လူအားနဲ့တာတော့လူအားပေါ်တယ်ကျွန်တော်တို့အဖွဲ့ကအလုံးပေါင်း90လောက်ပါတယ် အဲ့ကြကျွန်တော်ကစိတ်တရားမပါတော့ဘူးဒီတိုင်းငုတ်ထိုင်ကြည့်နေုံပဲဖြစ်နေတာဗျာလောလောဆယ်အစိုးရဟိုဟာနှစ်ခွဲလောက်ဆိုသူကလည်းပြေးနိုင်နေတာဗျာစကိုင်းတတားလည်းဟိုကားကြီးကဖြတ်မှုမလွယ်ပြီးတော့ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့လည်းမန်လေးဘက်ကိုကူးလို့မရဘူးခင်ဗျာရန်တရားတွေကြတော့ကျမ်းမာရေးကားပါညာလောက်ကတော့ကျွန်တော်တို့လူကြီးရဆိုရင်တော့တွားရတယ်ရန်တရားကြကူးမှုလောလောဆယ်မလွယ်ဘူး ပြည်သူတို့ဝင်ကြီးခါတိုင်းဆိုးရဖွဲ့စည်းပြန်နေတဲ့စီရင်ပေးရတော့ရမှာဖေ။လားတော့ရှိပါတယ်ဗျ။ဝင်ကြီးချုပ်ကိုယ်တိုင်လည်းလာကြည့်ရှုအားပေးပါတယ်ဗျ။ကျွန်တော်တို့ဟိုလိုပေါ့ဟိုအနေနဲ့တွားကြတာပါခင်ဗျာ။ဝင်ကြီးဒီလိုကြတော့ထောက်ပံ့ကြီးတွေပါလို့ဘာမှမရပြီးပါဘူးခင်ဗျာ။ ။ NASA ကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်းကတော့ငလင်ပေးကြောက်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့လန်ဒရာတွေနိုင်ငံပိုင်အစအဦးတွေပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမိမိတို့အနေနဲ့အင်တိုင်းအားတိုင်းဆောင်ရွက်သွားရမယ်လို့ပြောထားပါတယ်။အဲ့ဒီအပြင်ငွေကြေးအင်အားလူဝင်အားရင်းရမ်းနေရအင်အားများစွာကိုသုံးစွဲဆောင်ရွက်မှာဖြစ်ကြောင်းပုဂ္ဂလိကတည်ဆောက်ရေးလုပ်ငန်းတွေကိုလည်းထောက်ပံ့ပေးဖို့လိုအပ်မှာဖြစ်တာကြောင့်နိုင်ငံတကာကအကူအညီတွေတောင်းခံရမှာပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့စောက်လို့ရေးတုံးပစ္စည်းတွေကိုလည်းထက်သွင်းတောင်းခံသွားဖို့လိုအပ်ကြောင်းသူကပြောပါတယ်။လက်ရှိအခြေအနေမှာပိတ်မိပြီးကြံနေသေးတဲ့လူတွေတည်ဆောက်သွားပြီးဖြစ် ဖြစ်တဲ့ရုပ်လောင်းတွေကိုဆယ်ယူဖို့ကယ်ဆယ်နေရကြောင်းစည်ရန်နေရာတွေလိုအပ်နေကြောင်းတုံးရီတောက်ရီဘက်မှာလည်းအခက်အခဲတွေရှိနေကြောင်းကယ်ဆယ်ရေးသမားတွေအတွက်ဝတ်ဆောင်နေတဲ့လိုအပ်နေကြောင်းစကိုင်းတိုင်းဒေသကြီးမုံရမျိုးရှိပေးဆက်သူလူမှုကွန်ရီရဲ့အတင်းကအဖွဲ့ဝင်တအူးကဆီယန်နိုင်တဲ့ထဏာကိုပြောပါရစေ လက်ရှိအချိန်ညာကျွန်တော်တို့ကတော့တိတ်မိနေပြီကြံနေတဲ့လူတွေရောဓာတ်ပေါ်ကြီးအဖြစ်နဲ့ရှိနေတဲ့ရုပ်လောင်းတွေကိုကျွန်တော်တို့ကဆယ်ယူဖို့ကိုယ်စကားရင်းမှာတော့ကျွန်တော်တို့အတိဆိုင်ပြီးတော့ကုညီနေရကဲတဲ့နေရာမျိုးတော့ရှိရဲ့ပြီဟုတ်အဲကဖေးနေနေရတော့ကျွန်တော်တို့ကဲတဲ့ရေးသမားတွေနေနေရတော့စပိုင်းဆိုင်ရပေါ့နော်စပိုင်းရန်နေရဆိုင်ရကျွန်တော်တို့လိုအပ်တဲ့အခက်ခဲတွေတော့ရှိနေတာကြားကဲကဲရတော့တွေ့တွေ့ရမရှိဘူးအသာတောက်ပိုင်းတို့အားအသာတောက်ကအနောက်အဓိကမကြမ်းပဲတုံးရီတောက်ရီပိုင်းကျတော့ကျွန်တော်တို့ကကဲကဲလုံးဝလုံးလုံး 骗你的，还答应人家多少次了？啊 <noise>，花了那些钱，你讲，就那个老人跟那里说说，给人什么安养的哟，拿着户啊、房产抵押手表，就那个不管哪里安养都要去的，就是说，如果这个在女方支付这个，我送你嘛，也到洛阳路里头去的，像那个那个以后用啊，等用的啊，他回家来用的房咯，哪里别没必要，就那个给人每年两、两三千的，把这安养也要去的，我那会想。 2025ခုနှစ်မလ29ရက်နေ့အထိနောက်ဆုံးရရှိတဲ့စီးရင်တွေအရာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့လူပေါင်း1644ဦးသေဆုံးပြီး3408ဦးဒဏ်ရာရရှိက139ဦးပျောက်ဆုံးနေကြောင်းနာဆကကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်အသေးစိတ်စီးရင်တွေကိုဆက်လက်ကြောက်ယူလျက်ရှိကြောင်းသိရပါတယ်။